AR တိုင်းမှတ်ပုံတင်ကန်ဆောင်ထားသူတွေတိုင်းပြင်ပါခီတော်လာပါကရက်ွက်ကြေးရွာထောက်ခံစားပါမတာခီတော်လာခွင့်ပြုတော်မှာဖြစ်တယ်လို့ AR တိုင်းကခီတော်ပြည်သူတွေရဲ့ပြပြကျဲအရာတည်ရပါတယ်။ဇွန်လနောက်ပိုင်းကစတင်ကစစ်ကောင်စီရဲ့ဆက်စဲရေးဂိတ်တွေကခီတော်ပြည်သူတွေတဲ့ AR တိုင်းမှတ်ပုံတင်ဖြစ်တဲ့ဆလေးမြင့်ဆောင်ကန်ဆောင်ထားသူတွေကိုစမကတ်ရှိုံနဲ့ခီတော်လာခွင့်မပေးတော့ပဲရက်ွက်ကြေးရွာထောက်ခံစွာပါမတာ သွာလာခွင့်ပြုတာဖြစ်တယ်လို့ခီးသောပြည်သူတွေကပြောပြပါတယ်။ပြည်မျိုးကိုသွားရောက်လက်ပတ်ခဲ့သူ AR Diner တအူကအခုကဘဲတော့တော့မလွတ်လပ်တော့ဘူး။ပြည်ကပြင်လာတာမှတ်ပုံတင်ပါလဲထောက်ခံစာပါမှရမယ်တဲ့။ AR Time မှတ်ပုံတင်နေဆို ခီးတော့ရင်ထောက်ခံစာယူရမယ်တဲ့လို့ CJ platform ကိုပြောပါတယ်။ပြည်မျိုးကနေရန်ကုန်အထိစက်ကောင်စီစစ်စေးဂိတ်ငါးဂိတ်ထံမှနေတွေ့ရှိခဲ့ရပြီးဂိတ်တစ်ခုကတောင်းတာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ AR Time အတွင်းမှာတော့ တိုင်းချင်းဆက်သွယ်တဲ့နယ်စပ်ဂိတ်တွေမှာစစ်ကောင်စီကစစ်ဆင်မှုတွေတင်းတင်းကြပ်ကြပ်လှုံ့ဆော်နေပြီးပန်းနိုင်ဂိတ်မှာတော့အသက်30ပြည့်မှတ်ပုံတင်မပြောင်းလဲထားရသေးသူတွေကိုငွေကြေးအောက်ခံနေတယ်လို့ခီးသွွားတွေရဲ့ပြပြချက်အရသိရပါဗျ။တိုင်းတွင်းရှိစစ်ကောင်စီစစ်ဆေးဂိတ်တွေတဲ့ပန်းနိုင်ဂိတ်ဟာအစစ်အစအတင်းကျပ်ဆုံးနဲ့ငွေကြေးအတောင်အကျဉ်ဆုံးစစ်ဆေးဂိတ်ဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ဆလိန်မြင်ဆောင်မှတ်ပုံတင်တွေကို အခုလိုတင်ကြလိုက်တာက ရခိုင်နဲ့အေရဝတီနယ်စပ်ကိုတော်လိုင်းအတက်ဖွဲ့တွေဝင်ရောက်နေတာကြောင့်အခုလိုတင်းကျပ်နေတာဖြစ်နိုင်တယ်လို့အေရဝတီတိုင်းဒေသခံတွေကပြောဆိုနေကြပါတယ်။အေရဝတီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ရှိစစ်ကောင်စီရဲ့အမြောက်တပ်အာမတ၃လလေးအနီးမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းရဲ့အဖွဲ့တွေကြောင့်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေစေဖြစ်ပြီးစစ်ကောင်စီကရေကြီးမြို့နယ်ကြုံပြောမြို့တွေမှာခံစစ်ပြင်ထားတယ်လို့ဒေသခံတွေရဲ့ပြပြကြဲအရသိရပါတယ်ရှင်။